โอเคအားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်တို့ကဗာလေ့လာတော့မလဲဆိုတော့ဗာလေ့လာတော့မလဲဆိုတော့ဒီဗီဒီယိုကနောက်ဆုံးဗီဒီယိုဖြစ်လိမ့်မယ်ပေါ့နော်နောက်ဆုံးဗီဒီယိုဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်ဗီဒီယိုတွေမှာကျွန်တော်တို့ ATS ကြုံညာတွေပေါ့နော်ကြုံညာကုတ်တွေအမျိုးအစားတွေအကြောင်းကိုကျွန်တော်ပြောခဲ့တယ်အဲဒီကြုံညာကုတ်တွေက ဘယ် platform မှာပဲဖြစ်ဖြစ်အကောင်လုံးကဒီပုံစံနမဲပဲเนาะအကောင်လုံးကအတူတူပဲသူက banner ရှိရယ် social banner ရှိရယ် native banner ရှိရယ်နောက်ပြီးတော့ banner ဆိုရယ် banner ပါ ADS တခုတစ်မျိုးရှိရယ်ပေါ့เนาะနောက်ပြီးတော့ direct link ရှိရယ် direct link ကတန်တဲ့ platform တစ်ခုနဲ့တစ်ခုကအလုံးလုံးပုံချင်းရမတူဘူးတချို့ direct link တွေကကြတော့ ဒီ application တွေတိုက်ရိုက် download ဆွဲခိုင်းတာပေါ့เนาะတချို့ direct link တွေကကြတော့ click နေရင်ဒါချုံညာ ads ကိုတိုက်ရိုက်ရောက်သွားတာအဲ့လိုမျိုးတွေရှိရပါเนาะဒီ video မှာတော့ကျွန်တော်တို့ကဘာအကြောင်းပြောမလဲဆိုတော့ကျွန်တော်တို့ကဒါဒီ video မှာ Facebook page တခုဖွင့်ရမှာပေါ့เนาะ Facebook page တခုဖွင့်ရမှာဒါဆိုလို့ရှိရင်မိတ်ဆွေတို့အရင် video တွေမှာကျွန်တော်တို့ ads account တခုဖွင့်ခဲ့တယ်နောက်ပြီးလို့ရှိရင် blogger ပေါ့เนาะဒီက blogger.com ပေါ့เนาะ blogger website တခုဖွင့်ခဲ့တယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ အာ Telegram channel လဲတခုဖွင့်ခဲ့တယ်ဗောနော်မိတ်ဆွေတို့ Telegram channel ဖွင့်ပြီးလားမဖွင့်ရသေးလားမသိဘူးကျွန်တော်ကတော့ဖွင့်ထားပြီးပြီ Telegram channel မဖွင့်တတ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel မှာ share ကြည့်မဟုတ်လည်း YouTube မှာ share ကြည့် Telegram channel ဖွင့်နီးဆိုပြီးတော့ရှိရဲကျွန်တော် channel မှာလည်းတင်ထားပြီးပြီလို့ကျွန်တော်ထင်တယ်ဗောနော်ရှိတော့တယ်အဲ့တော့ Telegram channel ဖွင့်နီးရောကျွန်တော်မပြောပြတော့ဘူးအာ Facebook page ဖွင့်တာဗောနော် Facebook အခုကတော့ Facebook page ဖွင့်ရမယ်အဲ့ဒါမှကျွန်တော်တို့ကဘယ်လိုလုပ်လို့လဲဆိုတော့ ဒီလို Facebook page ကနေပြီးတော့လူတွေကိုစွဲမယ်ပေါ့နော်လူတွေကိုစွဲမယ်ဆိုတာ Facebook page မှာကျွန်တော်တို့ကတို့လို့ရဲ့ hope ပေါ့မျော်လင့်ချက်ပေါ့တို့လို့လိုချင်တဲ့အရာဆိုတော့အာခင်ဗျားပတ်စံရှာနေတဲ့လူဆိုလို့ရှိရင်ပတ်စံဥပမာ online ကနေဂိမ်းကစားမှအဲ့လိုမျိုးအချောင်ရချင်တဲ့လူပေါ့ဗျာအာအချောင်ရချင်တဲ့လူဆိုတာဒီလိုပြောဘယ်လိုပြောမလဲ အဗီဒီယိုလေးကြည့်ပြီးပတ်ဆံရတာမျိုး game လေးကြည့်ပြီးပတ်ဆံရတာမျိုးအဲ့လိုမျိုးလေးပေါ့နော် ADS လေးကြည့်ပြီးပတ်ဆံရတာမျိုးအဲ့လိုမျိုးလေးလွယ်လွယ်နဲ့ပတ်ဆံရချင်တဲ့လူတွေအာ Facebook မှာအများကြီးတပုံကြီးရှိရယ်အဲ့လားကျတော့တို့ရဲ့ hope ပေါ့တို့မျော်လင့်ချက်ပေါ့တို့ကပတ်ဆံရှာချင်တယ်ဘယ်လိုရှာရမလဲဆိုတာတို့ကနီလန်းကိုရှာနေကြတယ်အဲ့လိုမျိုးလူတွေအတွက် Facebook မှာကျွန်တော်တို့ကတို့ငမများချိတ်ကလေးနဲ့ချိတ်ရမှာပေါ့နော် hope ပေါ့မျော်လင့်ချက်လေးတင်ထားပေးရမှာပေါ့ဗျာ အာဘလို့တင်ရမလဲဆိုတော့ Facebook page တခုဖွင့်မယ်ဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့ကအာငွေရှာနီးဆိုပြီးတော့နည်းနည်းလေးအစအပိုင်းအစလေးပဲတင်ထားမှာဗျာခေါင်းမှာခင်ဗျားကဒီ Amazon application ကနေဒါမှမဟုတ်လဲ Pingree web website ကနေပြီးတော့အာပတ်စံခင်ဗျားဆန်းလုပ်ကြည့်လို့ပတ်စံရတယ်ဗောနော်ရတယ်ရတယ်ဆိုလို့ရှိရင်ခင်ဗျားအဆုံးအဆ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 ုံးမပြောပြဘူးအဆအဆုံးမပြောပြဘူးဆိုတော့ Facebook မှာဘာတင်ရမလဲဆိုတော့ Facebook မှာတင်တဲ့ဟာကြတော့ ဒီပတ်စံထုတ်တဲ့အပိုင်းကိုတင်ပါဗျာအာဒီ pin reward ကနေကျွန်တော်ဒီနေ့ဒီလောက်ထုတ်လိုက်ပါတယ်ဆိုပြီးတော့ Facebook ကနေ Facebook page မှာကျွန်တော်တို့ကဗီဒီယိုလေးတူလေးနဲ့တင်လိုက်တယ်ဒါမှမဟုတ်လဲ screenshot လေးရိုက်ပြီးတော့စာလေးတူလေးရေးပြီးတော့တင်လိုက်တယ်ဗျာတင်ပြီးတော့အခါကျရင်အောက်မှာ comment မှာဒါမှမဟုတ်လဲစာရဲ့အောက်ဆုံးပိုင်းမှာဗာရေးမှာဆိုတော့ တကယ်လို့မိတ်ဆိုတော့လည်းစိတ်ဝင်စားတယ်ဆိုရင်ဒီမှာ link ရှိပါတယ်ဒီ link ကနေတွားလိုက်ပါဆိုပြီးတော့ကျွန်တော်တို့က link ချထားတယ်တကယ် link ချလိုက်တဲ့အချိန်ဘာ link ချလဲဆိုတော့ကျွန်တော်တို့ဒီ blogger.com page ရဲ့ link ကိုချလိုက်တယ် blogger.com page ရဲ့ link ကိုချလိုက်တဲ့အခါကျတော့လူတွေကအဲ့ link ကိုနှိပ်လိုက်တော့ blogger.com page ကိုရောက်လာတယ်ဒီကိုရောက်လာတဲ့အခါကျမှအာကိုကအဲ့ဒီ application အတုံးပြုတ်နေရတဲ့စိတ်လေးကိုနည်းနည်းပါရေးထားပေးမယ်ဗျာရေးထားပေးမယ်အတုံးပြုတ်ခြင်းလဲဆိုလို့ရှိရင်တော့အဲအောက်မှာပြန်မှတော့ link တစ်မျိုးပြန်ချမယ်အတုံးပြုတ်ခြင်းလဲ ဒါဒီ application တော့ဒီလိုတုံးရပါတယ်အတုံးပြချင်တယ်ဆိုလို့ရှိရင်တော့အောက်မှာအောက်က link ကိုနှိပ်ပြီးတော့ application ကို download ဆွဲလိုက်ပါရယူလိုက်ပါအဲ့လိုပြောပြီးတော့ကျွန်တော်တို့ application ရဲ့ link ကိုじゃဘာလုပ်မလဲဆိုတော့ Telegram မှာတွတ်တင်ထားတယ် Telegram မှာတွတ်တင်ထားတဲ့အခါကျလူတွေကဘာဖြစ်လဲဆိုတော့ Facebook ကနေကြည့်ရယ် Facebook ကနေကြည့်ရယ်ဒီလိုစိတ်ဝင်စားတယ်စိတ်ဝင်စားလို့လာတဲ့အခါကျတော့ဒီမှာအာဒီ blogger.com ကိုရောက်လာတယ် blogger.com ကိုရောက်လာတဲ့အတွက်ကြောင့်မလို့တို့ကကျွန်တော်တို့တင်ထားတဲ့ကြော်ညာတွေကိုတို့ကမကြည့်ချင်လဲမြင်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က ီကနေလည်းပတ်ဆိုင်ရတယ် Facebook မှာလည်း Facebook page မှာလည်းအာလူကြီးများလာရင်များလာလို့ကျွန်တော်တို့ modernization ကိုမျှော်လင့်လို့ရတယ်ဗောနော modernization အောင်အောင်လုပ်လို့ရတယ်နောက်တစ်ခါတို့လိုကဒီ blogger.com page ကိုရောက်လာတဲ့အတွက်ကြောင့်မလို့ဒီကကြော်ညာတွေကိုမြင်ပြီးရမြင်သွားတဲ့အခါကျတော့ ကျွန်တော်တို့ကဒီ blogger.com မှာထည့်ထားတဲ့ဂျုံညာကိုလည်းကျွန်တော်ဂျုံညာအနေနဲ့ကျွန်တော်တို့ကပတ်ဆံရရတယ်။အဲ့ကနေပြီးတော့မှတစင်တို့ကထပ်ပြီးတော့စိတ်ဝင်စားတယ်လို့ ATS ID ကျွန်တော်တို့ဒီမှာ blogger.com မှာချထားတဲ့ link ကိုနှိပ်ပြီးတော့ Telegram တွား join လိုက်တယ်ဆိုရင်လည်းကျွန်တော်တို့ Telegram မှာအာဒါ user တွေကပြန်တိုးလာတဲ့အတွက်ကြောင့်လို့ Telegram ကလည်း modernization တစ်ခုဖြစ်လာနိုင်တယ်ပေါ့နော်။အဲ့ဆိုတော့မိတ်ဆွေတို့စဉ်းစားကြည့် Facebook blogger.com က ADS ကြော်ညာ Telegram ဒီလိုနဲ့ဝင်ွေလမ်းကြောင်းက3ခုဖြစ်သွားတယ်ဗောနော်3ခုဖြစ်သွားတယ်ဒါပေမဲ့နောက်ခုကတော့ Telegram နဲ့ Facebook က page ကကြာတော့ကျွန်တော်တို့အချိန်နည်းနည်းကြာကြာပေးရတယ်ဗောနော်အချိန်နည်းနည်းကြာကြာပေးရတယ်ပေးရပြီးတော့မှ modernization ကိုသူတို့ကမျောရတယ်ဗောနော်မျောရတယ်ဒါပေမဲ့ blogger.com မှာထည့်ထားတဲ့ကြော်ညာကကြာတော့ချက်ချင်းလက်ငင်ရတယ်ဗောနော်အမောက်နဲတာတော့နဲရတကန်တာဗောဗျာဒါပေမဲ့ကျွန်တော်တို့ချက်ချင်းရတာကိုမျက်စိနဲ့မြင်နေရတယ်လीချက်ချင်းရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ ဝင်ဝင်လမ်းကြောင်းက၃ခုမှတစ်ခုကတော့တေချာသွားပြီဗျာ။ကြံတဲ့နှစ်ခုကလည်းကျွန်တော်တို့တဖြည်းဖြည်းနဲ့ရလာလိမ့်မယ်။ဒီလိုမျိုးပေါ့နော်ဝင်ဝင်လမ်းကြောင်းဆိုတာဒီလိုလူတွေကိုလှည့်ပတ်ပြီးတော့ဆွဲလိုက်တာဟုတ်လို့တာ။အဲ့လိုပဲခင်ဗျား YouTuber တွေကလည်းအဲ့လိုပဲလုပ်ကြတယ်။တို့ရဲ့ဗီဒီယိုအတူအဆလေးတွေကိုတို့ကမလုပ်လဲဆိုတော့ဗီဒီယိုအတူအဆလေးတွေကို Facebook ပေါ်မှာတင်ထားတယ်။ Facebook မှာတင်ထားတယ်။တင်ထားပြီးတော့ခင်ဗျားတို့ကအဲ့ Facebook တုံးနေနေတဲ့တို့ရဲ့ဗီဒီယိုတွေကြည့်ရယ်။ကြည့်နေတာ AI ကတုံးပြူနေအောင် AI AI 2တုံးပြူနေစိတ်ဝင်စားတယ်ကွာ။ ဆက်ကြည့်ရတယ်ဒါပေမဲ့အဆုံးလေးမပါအဆုံးလေးမပါတူလာပါပြောလဲဆိုဆက်ပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင် အပြည့်အစုံကိုကျွန်တော် Facebook မှာ YouTube မှာတင်ထားပေးပါတယ် join လို့ရပါတယ်တွက်ကြည့်လို့ရပါတယ် YouTube link အောက်မှာချထားတယ်ဒီလိုနည်းနဲ့တူလို့ရဲ့ channel ရဲ့ subscriber တွေတိုးလာတယ် view တွေတိုးလာဒါက marketing ပဲ marketing ပေါ့နော် marketing ရဲ့ပုံစံနမူနာလေးကျွန်တော်ပြောပြအဲ့တော့မိတ်ဆွေတို့ကခုဒီနေ့ဘာလို့အောင်လဲဆိုတော့ Facebook page ဖွင့်ရမယ်။ကျွန်တော်စကားပြောတာဒါကများတော့ကျွန်တော် Facebook page ဖွင့်ပြမယ်။ အဲ့တော့အာ laptop မှာဖွင့်ပြဖို့ကျွန်တော်ဖုန်းမှာဖွင့်ပြမယ်ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ကဒီ Facebook page တကူဖွင့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ရဲ့ profile နဲ့ကိုအရင်တွားရတယ်ဗျကျွန်တော်တို့ profile ကိုတွားလိုက်ဒီမှာ profile ပေါ်ကျွန်တော်တို့ Facebook account ကိုနော်တွားလိုက်တွားလိုက်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကဒီမှာအောက်ကိုနည်းနည်းဆွဲလိုက်တယ်ဆိုလို့ရှိရင်ဒီမှာ page ဆိုတာလေးရှိရယ်အဲ့ဒီ page ကိုနှိပ်လိုက် Facebook page တခုဖွင့်တာကတအားလွယ်တယ် account တခုရှိရဆိုရင် page တခုလည်းရှိပြီလို့ပြောလို့ရတယ်တအားလွယ်တယ်အဲ့တော့ကျွန်တော်တို့ create break create ကိုနှိပ်လိုက်ဒီ page ရအပေါ်မှာလေးမှာ create ဆိုတာရှိရပေါ့နော်ကျွန်တော်တို့ကအဲ့ဒီ create ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်တို့ကဒီလိုလေးပြလိုက်မယ်ဒီလိုပြတယ်ဆိုလို့ရှိရင်ကျွန်တော် guest tag ကိုပဲ set ပြီးတော့နှိပ်သွားလိုက်ရုံပဲ guest tag ကိုနှိပ်ဒီမှာ page name ထည့်ချင်တာထည့်အာကိုကဒီဆိုတော့ကျွန်တော် မကောင်းတဲ့လမ်းကြောင်းကိုပဲပြလိုက်မယ်မိတ်ဆွေတို့ကတော့ဒါဒါဖြူစင်ရိုးတားတဲ့လူတွေဆိုတော့ကောင်းတဲ့လမ်းကြောင်းကိုပဲတွားပါเนาะကျွန်တော်ကတော့မကောင်းတဲ့လမ်းကြောင်းကိုပြပေးလိုက်မယ်မကောင်းတဲ့လမ်းကြောင်းဆိုတာကျွန်တော် page name ကိုမကောင်းတာပဲပေးလိုက်မှာပြောတာအချောလေးများပေါ့เนาะအချောလေးများဘာလို့လဲဆိုတော့ကျွန်တော်က blogger.com page မှာ blogger.com ကတဲ့တင်ထားတာဟာတွေကမိတ်ဆွေတို့တိတဲ့အတိုင်းပဲကျွန်တော်ကသူများတွေလို့ဖြတ်ထားတာမဟုတ်ဟန်ဆောင်ပန်ဆောင်လည်းကောင်းပြမနေဘူးပေါ့เนาะအဲ့ဒါကျွန်တော် ီမှာမကောင်းတာတွေတင်ထားတယ်ဆိုတာကမကောင်းတာတွေတော့မဟုတ်ဘူးเนาะသူများကထိခိုက်တာတော့မဟုတ်ဘူးအဲ့တော့ဒီတိုင်းပေးလိုက်တယ်ပေးလိုက်ပြီးတော့ကျွန်တော်တို့ next ကိုဆက်နေလိုက်တယ်ဗောနော် next ကိုဆက်နေလိုက်တယ်ဒီမှာ category ရွေးရမယ်ကျွန်တော်တို့ကဘာလဲဘာမျိုးစားလဲမိတ်ဆွေတို့က AI solution technology တဲ့အာတကယ်လို့စားတောက်ဆိုင်စားအစားတောက်နဲ့ပတ်သက်တာဆိုလို့ရှိရင် restaurant ဒါမှမဟုတ် food blogger ပိုင်းညာအဲ့လိုမျိုးတွေထည့်ဒါကိုယ့်ရဲ့ကိုရွေးချယ်ထားတဲ့လမ်းကြောင်းနဲ့တက်ဆိုင်တဲ့ဟာတဲ့ ကျွန်တော်ကကြတော့ဒီမှာမဟိုဟာမျိုးဖြစ်တဲ့နည်းနည်း dark back ကိုတွားတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအဲ့ဒါနဲ့တက်ဆိုင်နေတာထည့်ရမှာပေါ့နော်အဲဒါပေမဲ့အဲ့လိုမျိုးကကြတော့ diet ရိုက်မရှိဘူး Facebook က policy ဒါကတင်းကျပ်တာဖြစ်တဲ့အကြောင်းသူက diet ရိုက်မထည့်ထားပေးဘူးအဲ့ဒါဆိုတော့ကျွန်တော်တို့ကမလုပ်မလဲဆိုတော့ entertainment လို့ပဲထည့်မှာပေါ့နော်ကျွန်တော် entertainment ကိုအများကြီးမရိုက်တတ်ဘူးအဲ့တော့ဒီတိုင်းပဲရှာလိုက်တယ်အာမတွေ့ဘူးရထားလိုက်ကျွန်တော်ဒီကတွေးတဲ့ဟာတစ်ခုပဲ ထည့်လိုက်မှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကနမူနာဖွင့်ပြမှာမို့လို့လေအော်ဒီကလည်းထည့်လိုက်မှာလေဒီရော musical brand ပါညာ Hetty Beauty ဟုတ်၃ခုပဲထည့်လို့ရပြီးတော့ကျွန်တော် create ကိုဆက်ပြီးတော့နှိပ်လိုက်လို့ရပြီ create ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကခဏတော့စောင့်ပေးရတယ်ပေါ့နော်စောင့်ပြီးသွားတဲ့အခါကျရင်သူကတရား page တစ်ခုဖြစ်သွားပြီတကယ်လို့မိတ်ဆွေကဒီအဆင့်မှာပြန်ထွက်လိုက်တယ်ဆိုရင်တော့မှသူကလုံးဝ page တစ်ခုဖြစ်သွားပြီပေါ့နော် ဒီမှာကြည့်ဒီမှာဆိုလို့ရှိရင်သူကမေးတယ်မိတ်ဆိုတာ create content အာ content နေဖန်တီးမှပျော်ပျော်ပါပါပေါ့ပေါ့ပေါ့ပါနဲ့ content နေဖန်တီးပြီးတော့အာတင်ပါလားဒါမှမဟုတ် promote your product အာမိတ်ဆိုရဲ့ product product ဆိုတာထုတ်ကုန်ပေါ့နော်မိတ်ဆိုရဲ့ထုတ်ကုန်ဒါမှမဟုတ် service တွေကို promote လုပ်ပါလားအာပြောရရှင်တော့ ဆိုတော့ကျွန်တော်ဆိုလို့ရှိရင် Mr. D Ping Rework ဆိုတဲ့ website တခုရှိရဲ့အဲ့ဒီ website ကိုကျွန်တော်က ping ဟို remove လုပ်မယ်။ Oh sorry promote လုပ်မယ်ပေါ့။ promote လုပ်မယ်ဆိုလို့ရှိရင်လူတွေတိအောင်များအောင်ကျွန်တော် Facebook page ကိုတုံးပြူပြီးတော့လူတွေကြားမှာ marketing လုပ်မယ်။အဲ့လိုမျိုးချိန်နေဒါမှမဟုတ် online shopping လုပ်မယ်။အဲ့လိုမျိုးချိန်နေဆိုလို့ရှိရင်အပေါ်ကဟာကိုတုံးရတယ်။တကယ်လို့ကိုကပော့ပော့ပပပဲ content တွေဖန်တီးမယ်ပုံတွေတင်မယ်ဗီဒီယိုတွေတင်မယ်အဲ့လိုမျိုးဆိုလို့ကျွန်တော်အောက်က create content and with fan ပေါ့နော်အဲ့အကောင့်လေးကိုနေလိုက် ကျွန်တော်တို့ကအိုက်ကောင်နေတိုင်းဒီကကြိုက်တာတစ်ခုခုရွေးပြီးရင် container 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 ကိုနေဒီအဆင့်ရောက်လာပြီဆိုလို့ရှိရင်ဒီမှာတော့မိတ်ဆွေရပုံထဲရမယ်ပုံတပုံပုံပေါ့ sorry အပေါ်မှာနည်းနည်းလေးဟိုပါဖြစ်သွားတယ်မနော်အဲ့တော့ကျွန်တော်ပုံတပုံပုံတက်လိုက်မယ်ကျွန်တော်ပုံဒီကောင်ထည့်လိုက်မယ်ပြန်ရင်ဒီမှာလည်းပဲအဲ့လိုပဲကျွန်တော်တို့ပုံတပုံထည့်လိုက်မယ်ပေါ့နော်อืมကျွန်တော်တော့ဂျုံရကြပန်းဒီတိုင်းပဲကောက်ထည့်လိုက်မယ်နော် ခဏနေကြနဲ့ကျွန်တော်ပြန်ဖြတ်မှာဆိုတော့ဒီ page ကကျွန်တော် ADE ဟိုတုံးဖို့မဟုတ်ဘူးเนาะကျွန်တော်ပြန်ဖြတ်ပြန်ဖြတ်ဖို့စီစဉ်တာရှိရယ်ခဏအချိန်ဖြတ်တဲ့ဟာကိုလည်းမဆိုလို့ပြပေးမယ်ဒီပြီးရင်ကျွန်တော်ဒီမှာ next ကိုနှိပ်လိုက် Okay ဘောเนาะကျွန်တော်ဒီအဆင့်ရောက်လာပြီဘောเนาะ ဒီအဆင့်ရောက်လာပြီဆိုလို့ရှိရင်ဒီပြန်ဒီထဲမှာကြည်လာကိုယ့်ရဲ့တငယ်ချင်းတွေပါလားကိုနဲ့အတိတွေပါလားကိုကသူတို့တွေကိုပါကိုယ့်ရဲ့ page ကိုတည်စေချင်တယ်တော့ဆိုလို့ရှိရင် invite ကိုနှိပ်လိုက် slash all ကိုနှိပ်ပြီးတော့ slash all နှိပ်ပြီးတော့ next ကိုထပ်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကို page တစ်ခုဖွင့်ထားတယ်ဆိုတာကိုသူတို့ရဲ့ node မှာတွားပြီးတော့တက်လိုက်မယ်နော်တက်မှာကျွန်တော်တော့မဖွင့်မှာမတည်စေချင်တော့ဘူးအဲ့တော့အာအတိမပေးတော့ဘူးပေါ့ဗျာအဲ့တော့ slash မလုပ်တော့ဘူးပြီးရင်ကျွန်တော် next ကိုပဲ set ပြီးတော့နှိပ်သွားလိုက်မယ်ဒီမှာဆိုလို့ရှိရင် ခမ ्या ကဒီကောင်လေးကိုပေါ့နော်ဒီကောင်လေးကိုဖွင့်ချင်လဲဖွင့်ထားလို့ရတယ်မဖွင့်ချင်လဲမဖွင့်ထားလို့ရတယ်ဒါကတို့က marketing လုပ်တဲ့ခါမှာအတုံးပြူမှာအတုံးပြူမလားဆိုတာမေးရပါတော့ကျွန်တော်တို့ကဖွင့်ချိုင်းဖွင့်နိုင်လဲရတယ်မဖွင့်နိုင်လဲရတယ်ကျွန်တော်တို့ဖွင့်ထားလိုက်တယ်ပေါ့နော်ဖွင့်ထားလိုက်တယ်အာဘာလို့လဲဆိုတော့အတွေးကပြောင်းသွားတယ်ပေါ့နော်ငါဒီ page ကိုဖွင့်ပြီးသွားရင်ပြန်မဖြတ်တော့ဘူးကွာတုံးရင်လဲတုံးလိုက်မယ်ပေါ့အဲ့လိုမျိုးစဉ်းစားမိလို့ကျွန်တော်ပြန်မဖွင့်ထားလိုက်တယ်ပြီးကျွန်တော် don't ကိုထပ်နိုင်လိုက် ဒေါင်းကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook page တစ်ခုရသွားပြီပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ page တစ်ခုရသွားပြီ Okay data လေးပေါ်လာဆိုတော့ဘာမှမဖြစ်ဘူးသူစိတ်ချမ်းတောင်နှိပ်တာနှိပ်ပြီလိုက်ပြောလို့ရှိရင်တော့သူကကျွန်တော်တို့ကိုစာတင်ကန်းစာ tutorial ပေးတာပေါ့နော်ဒါ guideline ပေးတာပေါ့ကျွန်တော်တို့ကဟုတ်ကဲ့အဲတိပြီးသားဆိုရင်လည်းဟုတ်ကဲ့မတိသေးပါဘူးသူပြတဲ့အတိုင်းလိုက်လုပ်ပါမယ်ပေါ့နော်ဒါမျိုးဟိုလိုက်လိုက်လုပ်တယ်ကျွန်တော်နည်းနည်းပါဖတ်ချင်အောင်ဆောင်တော့ဗောဗျာမဖတ်ပါဘူး โอเคဟမ်ဒီမှာကြည့်ခမားနာမည်ပေးလိုက်တဲ့အတိုင်းပဲကျွန်တော်ချော်လေးများလို့ပြောလိုက်တယ်ဒီမှာဆက်ဆချင်းပေါ်လာတယ်ကြည့်လိုက်ဘာပုံကြီးပေါ်လာလဲဆိုကြည့်လိုက်ဒါခမားရဲ့အာ Facebook account Facebook page တကူစောက်ဖွင့်လိုက်ပြီဆိုတော့ခမားဘာအကြောင်းအရာတင်ပါလဲဆိုတော့ပြောလိုက်တဲ့ခရီးရောဒါကအဲ့ဒါနဲ့ကိုက်ညီတဲ့ဟာတွေကိုတခါလဲစီစဉ်ပေးရโอเคဒါဆိုလို့ရှိရင်နောက်တစ်ခုကြံလေးတာကကျွန်တော်တို့ကဒီ Facebook page တကူဖွင့်ထားပြီးပြီဆိုလို့ရှိရင်ဒီတိုင်းထားလို့တော့မရဘူး ကိုက Facebook page ကနေ Facebook page ကနေလည်းရရင်ရတဲ့လောက်ပတ်ဆိုင်ရှာမှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီ professional desktop ဆိုတာကြီးကိုဖွင့်ထားပေးရတယ်ဗောနော်ဒီမှာဖွင့်ထားပေးရတယ် stewit challenge ကိုနေလိုက်ဒါဆိုရင်ကျွန်တော်တို့တပတ်စာတပတ်စာဘာလုပ်ရမလဲဆိုတာအင်ဇာလေးတွေရှိအခုကတော့ page update ဆိုတော့ဒီမှာ get three new follower ကျွန်တော်တို့ follower ၃ယောက်အရင်ရှာရမယ်ပြီးရင်ဒီ three new post public post post ၃ခုတင်ရမယ်ဒါဒါတွေကတော့ ဒီတိုင်းမဲ့ဆက်နေပေးလိုက်လူ9ယောက် interesting ဖြစ်ရမယ်ပေါ့နော်ခင်ဗျားရဲ့ post ကိုလူ9ယောက်ကြည့်ရမယ်လို့ပြောတယ်အာကိစ္စမရှိဘူးကြာဒါကတော့လွယ်တယ်ပေါ့နော်ပြီးရင်ဒါကလည်းဒီတိုင်းမဲ့ဆက်နေပေးလိုက်တူဖာတာတူပျောက်သွားလိမ့်မယ်ပေါ့နော်ဒါတွေကဒါတွေဆိုရှင်ဆက်နေလိုက်ပျောက်သွား ATD ရော bio လဲကျွန်တော်တို့ bio တော့ထည့်လိုက်မယုံဒီကနေထည့်ဒီကနေတော့ကျွန်တော်တို့ bio ထည့်မယ်ဒီမှာပါရေးမလဲကျွန်တော်ကတော့ချောလေးများဆိုတော့အာ ဒါမျိုးပေါ့နော်ဒါမျိုးကိုထဲချင်တာထဲလို့ရတယ်ကိုစိတ်ကူးတဲ့မှာရှိလို့ထဲပြီးရင်ထဲပြီး next ကိုနိုင်လိုက်အော် save ကိုနိုင်လိုက်ဒီမှာဒါဆိုရင်အမှန်ချက်လေးဖြစ်သွားဒါဆိုကျွန်တော်တို့အင်စာတစ်ခုပြီးသွားဆိုတဲ့ဘောပဲဒီကောင်ကလည်းဘာမှမဟုတ်ဘူးဒီတိုင်းပဲကျွန်တော်တို့ဒီတိုင်းရှောက်ပြီးတော့နှိပ်လိုက်တာပဲအာ go to account center ပိုင်းညာပေါ့နော်ဒါမျိုးလေးနှိပ်လိုက်ဒါဆိုလို့ရှိရင်ဘာမှမဟုတ်ဒီတဲ့ရှောက်ဝင်သွားတယ်ဝင်တော့ဆိုကျွန်တော်တို့က Instagram နဲ့ချိတ်ဆက်မှာလားပိုင်းညာလို့ပြောတာပေါ့နော်ကျွန်တော်တို့ကမချိတ်ဆက်ဘူးပြန်ထွက်လိုက်တာဆိုတော့ဒီမှာ အမှန်ချစ်ဖြစ်သွားတယ်အင်စာတစ်ခုပြီးသွားတယ်ဒါပဲလွယ်လွယ်လေးဂျန်လဲဟာတော့ဒါကောင်ကတော့ follower တုံးခုရှာရမှာဆိုတော့ကျွန်တော်တို့လုတ်လို့ရတယ်လားဆိုတော့လုတ်လို့မရဘူးပေါ့နော်လုတ်လို့မရဘူးဆိုတော့တူလားတူများတွေကငါ့ကို follow ပေးပါအောင် follow ပေးပါအောင်ပြောတာမဲဆိုတော့ဒီ Facebook မှာ 5k လောက်တည်းအဲ့လိုမျိုး follower like တောင်းနိုင်မှာလားမတောင်းနိုင်ဘူးလေ follower like တောင်းနိုင်တယ်ဆိုလို့ရှိရင်တော့သူများရဲ့ follow ပြန်ခင်ဗျား user 5k လုံးရခင်ဗျားကို like ပြီးတော့ follow ပေးပါတယ်လားခင်ဗျားတင်တဲ့ content တွေကိုမကြိုက်ဘဲနဲ့ဒါတစ်ချက်စဉ်းစားစရာရှိရပါတော့ Facebook မှာသူများရဲ့ follow ပေးပါအောင် follow ပေးပါအောင် follow to follow လို့အဲ့လိုမျိုးလုပ်စရာမလိုကိုက view site ပြီးတော့ကိုယ့်ရဲ့ content တွေကိုပုံမှန်လေးတွေတင်တော့လူတွေကသူတို့စိတ်ဝင်စားတဲ့အရာ သူတို့ကြိုက်တဲ့အကြောင်းအရာဆိုလို့ရှိရင်တင်တာပဲဟုတ်ပါစိုက်ကားဓမ္မစိုက်ကားစီးလို့နာဓမ္မနာစီးရပါဗျာနော် Okay create new page uh, new public post ပေါ့တော့ဒါကတော့မိတ်ဆွေပေါ်မှာပဲလုံးဝမူတည်ရမိတ်ဆွေလုံးဝ post တွေနေ့တိုင်းပုံမှန်တင်ပေးရမယ်ဒါမှမဟုတ်လည်းသူပြောထားတဲ့အတိုင်းတပတ်ကို၃ခုလောက်တင်ပေးတာဒါဆိုကျွန်တော်တို့တပတ်စာအင်စာပြီးပါပြီပေါ့နော်အဲ့လိုတင်ပေးလိုက်ဟုတ်ကဲ့ရပြီးပါဆိုကျွန်တော်ဘာလုပ်เสียကြံသေးလဲဆိုဘာမှလုပ်เสียကြံတော့ဘူးဒီမှာ modernization တက်မှာကျွန်တော်တို့ဒါလေးတွေပွင့်အောင်လာစောင့်ရမယ်ဒါလေးပွင့်ပြီဆိုလို့ကျွန်တော်မိတ်ဆွေပတ်စံစာမှာရပြီပေါ့နော်โอเคအဲ့ဒီတော့ကနောက်တစ်ခုကဘာလဲဆိုတော့ ျွန်တော်ဒီ profile နဲ့ကိုတော့ဝင်လိုက်ဝင်လိုက်ပြီးတော့ဒီမှာကျွန်တော်တို့ရဲ့ page ရဲ့ heading ပေါ့နော်ကျမ်းမာရေးကိုကျွန်တော်တို့ data လေးဟိုလောက်ပေးရမယ်အဲ့ဒါတွေကတော့နောက်တစ်ဖြည်းဖြည်းနဲ့ဒီညမှာစိမ့်လာလိမ့်မယ်ဒီညမှာစိမ့်လာတယ်ဆိုပို့ပြီးတော့ကောင်းသွားမှာပေါ့နော်မစိမ့်လာဘူးဆိုလို့ရှင်လည်းတစ်ဖြည်းဖြည်းနဲ့စိမ့်လာလိမ့်မယ်စိမ့်သွားဆိုကောင်းပြီအဲ့တော့ကျွန်တော်တို့ကဒီမီဒီယာတွေရောပေါ့နော်ပလတ်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကိုကျွန်တော်တို့ကအတုံးပြုတ်ပြီးတော့ကျွန်တော်တို့ရဲ့လူတွေ user တွေကိုဆွဲဆောင်တာပေါ့နော် ွဲဆောင်တာဒါအများကြီးရှိရဟောတဆူလဲဆွဲစုလိုက်တာစုလိုက်ပြီးတော့ခါကြတော့အိုက်ကနေပြီးတော့ကျွန်တော်တို့ကပတ်ဆိုင်ရခင်ဗျားအခုကျွန်တော်အစဗီဒီယိုအစပိုင်းမှာပြောခဲ့လို့ပဲ Facebook page မှာဗီဒီယိုအတိုးထွားလေးတင်တယ်စိတ်ဝင်စားစရာအပိုင်းလေးတွေကိုဖြတ်ပြီးတော့တင်တယ်တင်ပြီးသွားတဲ့ခါကျတော့အဲအောက်မှာအပြည့်စုံရဲ့ link ကိုကျွန်တော်တို့ blogger.com မှာ ာ blogger.com မှာပေါ့နော် blogger.com မှာကျွန်တော်တို့ကအဲ့ဒီအပြည့်စုံရဲ့စာတာဒါမှမဟုတ်လဲစာနဲ့ကျင်းလေးကိုရေးပြီးတော့ blogger.com မှာတင်ထားပြီးတော့အဲ့ဒီ Facebook page ရဲ့အောက်မှာ Facebook page မှာတင်ထားတဲ့ video ရဲ့အောက်မှာ blogger.com link ကိုချ link ကိုချပြီးသွားတဲ့အခါကျတော့ user တွေကဘယ်ရဘယ်ကိုတွားမလဲဆိုတော့ blogger.com ကိုတွားတယ်အဲ့ဒီတော့ကျွန်တော်တို့ Facebook မှာ follower တိုးတယ် blogger.com တွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကြော်ညာနေပြဆိုင်ရတယ်နောက်တစ်ခါအဲ့ blogger.com ကနေပြောသူတို့ကထပ်ပြီးစိတ်ဝင်စားလို့သူကထပ်မှတွားတယ်ဆိုလို့ရှိရင် Telegram မှာလည်း follower တိုးတယ်အာ join လာတဲ့လူတိုးတယ်ပေါ့အဲ့တော့ကျွန်တော်တို့က blogger.com ကနေမှတိုက်ရိုက်ပတ်ဆိုင်ရတယ်ကြော်ညာရင်းရတိုက်တိုက်ရိုက်ပတ်ဆိုင်ရပြီးတော့ Facebook နဲ့ Telegram ကကြတော့ကျွန်တော်တို့ monetization ကနေပြီးတော့ပတ်ဆိုင်ရနိုင်တယ် follower များလာရင်ပေါ့ဗျာ TikTok တုံးတဲ့လူတွေဆိုလို့ရှိရင်လည်းအဲ့လိုပဲ TikTok မှာ video တိုလေးတင် အောက်မှာ blogger.com blogger.com ကိုစာ link ကိုထည့်မဟုတ်လို့ရှိရင်လည်း Facebook page ရဲ့ link ကိုထည့်အဲ့လိုမျိုးပေါ့နော်အဲ့လိုနဲ့ကျွန်တော်တို့ကဒီ user တွေကိုတဏျာထဲမှာထားတာမဟုတ်ဘဲနဲ့အပြောင်းအရွှေ့လောက်တာပါ trans transfer လောက်တာပေါ့နော်ဟုတ်ကဲ့ဒါဆိုလို့ချင်အားလုံးပဲအဆင်ပြေကြမလို့ကျွန်တော်ထင်တယ်ဒါကတော့ကျွန်တော် တိတ်တလောက်တက်တလောက်လေးမိတ်ဆွေတို့ပြန် sharing လုပ်ပေးရဒီဗီဒီယိုကတော့ဒီ publisher လုပ်ပြီးတော့ပတ်ဆိုင်ရှာတဲ့နီးရဲ့နောက်ဆုံးဗီဒီယိုဖြစ်တယ်ပေါ့နော်နောက်ဆုံးဗီဒီယိုဖြစ်တယ်တကယ်လို့မိတ်ဆွေတို့က page တွေ page တွေမဖွင့်ချင်ဘူး Telegram group တွေမဖွင့်ချင်ဘူးဆိုလို့ရှင်လည်းရတယ်အဲ့ဒီ blogger.com မှာပဲသူများရဲ့ဗီဒီယို link တွေကိုတွားယူပြီးတော့အဲ့ဒီဗီဒီယိုလက်အကြောင်းကိုပေါ့နော်ဗီဒီယိုရဲ့အကြောင်းတစ်ပိုင်းတစ်စလေးတွေကိုအတူဖြတ်ညက်ပြီးဖြတ်ညက်ပြီးတော့ blogger.com မှာဗီဒီယိုတင်လို့ရတယ်အတူလေးပဲတင်လို့ရเนาะအရှိကြီးဆိုသူလက်မခံဘူးအတူလေးတင်တင်ပြီးအောက်မှာစာလေးနည်းနည်းရေးပြီးလို့ရှိရင်ဗီဒီယိုအပြည့်အစုံကြည့်ရှင်ဒီ link ကနေတွားပါဆိုပြီးတော့ကျွန်တော်တို့ဒီ panda ပေါ့เนาะ panda ပေါ့ panda လို့ခေါ်တာအဲ့ဒီ link ပေါ့เนาะအရင်ဗီဒီယိုမှာကျွန်တော်ပြခဲ့လေနှိမ့်လိုက်ဘယ်နေရာပဲနှိမ့်လိုက်နှိမ့်လိုက်ကြုံညာ link ကိုတစ်ခါရောက်သွားရဲဆိုတာလေအဲ့ဒီ link နဲ့အတူတူအဲ့ဒီ link ကိုတုံးအဲ့ဒီဒါအဲ့ဒီ link ကိုတုံးနောက်တစ်ခုကကျတော့အဲ့ဒီ link ရဲ့အောက်မှာခုနကကျွန်တော်တို့ဗီဒီယိုရဲ့ link ကိုထည့် ဲ့လိုဆိုလို့ရှိရင်သူကဗီဒီယိုကြည့်ချင်လို့နှိပ်လိုက်တယ်ဆိုရင်ပထမတစ်ခါနှိပ်ရင်ကြော်ညာ link ကိုရောက်သွားမယ်ကျွန်တော်တို့ပတ်ဆိုင်ရတယ်ဒုတိယတစ်ခါနှိပ်ရင်ဗီဒီယို link ကိုတွားမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အားလုံးပဲအဆင်ပြေကြမလို့တင်တယ်ကျွန်တော် channel လေးကို like subscribe လေးလုပ်ထားပေးခဲ့ဖို့မမေ့နဲ့